မင်္ဂလာပါရှင်တော်လှန်ရေးပေါ်များအားလုံးနဲ့တော်လှန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်28ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျွန်တော်ဝေဟင် Channel မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗမော်မျိုးနယ်တနီယာတို့မိထီလာလေတက်နှင့်မြကြီးနာလေတက်မှတက်သော Jet Fighter 3စီးဖြင့်မနက်9:59မိနစ် 17နာရီ49မိနစ်ညနေ4နာရီခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမျိုးနှင့်ဂံကောမျိုးနှင့်အဆက်တနေရာသို့တရတူးလေကြမ်းမှတက်သော Jet Fighter နှစ်စီးဖြင့်မနက်9နာရီ20မိနစ်9နာရီ24မိနစ်9နာရီ40မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမျိုးနှင့်တနေရာသို့တရတူးလေကြမ်းမှတက်သော Jet Fighter တစ်စီးဖြင့် ည9:30မိနစ်9:35မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလက်တမ်းမှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တစီ Air 410စစ်ထောက်ပို့ဘုံကျဲလျင်တစီဖြင့်မနက်10:46မိနစ်ညနေ4:19မိနစ်ခန့်အချိန်တို့မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ကလေးမြို့နယ်တနေရာသို့မကွေးလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တစည်းဖြင့်မနက်7:58နာရီ58မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာခဲယမ်းရိတ်ခါထုတ်များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။မွန်ရင်မြို့နယ်တနေရာသို့မြင်းကြီးနားလေတပ်မှတက်သောဂျက်ဖိုက်တာတစည်းဖြင့်မနက်7:35နာရီ35မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မလိုင်မြို့နယ်တနေရာသို့မိရှိလာလာမာတာမတ်တ်သောစစ်တပ်လေထီဘာရာမော်တာ3စီးဖြင့်မနက်7နာရီ20မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပောင်မြို့နယ်တနေရာသို့ပခုတ်ကူတပ်မတရားတင်မှတ်တ်သောစစ်တပ်လေထီဘာရာမော်တာ3စီးဖြင့်နေ့လယ်တနာရီ30မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ကနေမျိုးနယ်တနေရာသို့တရဝူးလေတန်းနှင့်မိထီလာလေတန်းမှတက်သော Jet Fighter နှစ်စီးဖြင့်နေ့လယ်3:34မိနစ်3:39မိနစ်3:49မိနစ်3:51မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမောင်မြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့် နေ့လယ်3:48မိနစ်3:49မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဖလန်းမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည9:20မိနစ်9:24မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကံကောမြို့နယ်တနေရာသို့တရဝူးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့် ည9:48မိနစ်9:52မိနစ်9:55မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဆရှိရဲ့7လ2025ရက်နေ့တွင် အကြံဖတ်စစ်ကောင်စီအနေဖြင့်တရဝူးလေတက် နေပြည်တော်မကွေမြစ်ကြီးနာမိထီလာလေတက်များမှ Jet Fighter Y12 Y8 Gyrocopter နှင့် ာရာမော်တာများပြန်တက်မှုအကြိမ်ကြီး62ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊သခိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု25ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာဝယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိ က်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းဟင်း channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါက ဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောအက်ဝေဟင် Scoutbot သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးမိခင်လုံးကြပါစေရှင်။